မင်္ဂလာပါရေဝရှမ်းပြည်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နိုဝင်ဘာ22ရက်နေ့ဒီနေ့မှာကျွန်တော်ရဲ့မိသားစုနေကိုဖော်ပြပေးမဲ့တည်င်းကအရန်ကိုထူကြားနေပါတယ်ပထမဦးစွာကျော်မျိုးမင်းနဲ့ကျော်စိုးဦးကိုဇော်မဲလုံးချင်းချောက်လိုက်ပါတယ်ကျော်မျိုးမင်းနဲ့ကျော်စိုးဦးရေမင်းတို့ကြက်ကြက်တိထား မင်းတို့ငါထုတ်လွှင့်တဲ့သတင်းတွေနဲ့စန့်ကျင်ဘက်သတင်းတွေမင်းတို့စက်ပြီးတော့ထုတ်လွှင့်နေမယ်ပြောဆိုနေမယ်ဆိုရင်မင်းတို့နှစ်ကောင်လုံးကိုစစ်မှုထန်ခိုင်းပြီးရှေ့တန်းပုတ်ပြမယ်လို့ပြောလိုက်ပါတယ်။ဆိုမဲ့လို့ဘာကြောင့်အဲ့စကားပြောလိုက်တာလဲဗျာ။ကြောင်စိုးဦးနဲ့ကြောင်မျိုးမင်းသူတို့ယောက်ကအရန်ကြောက်တတ်တာလေ စမှုထမ်းဖို့မပြောနဲ့ရှေ့တန်းပို့ဖို့မပြောပါနဲ့အဘရဲ့တနတ်တန်ကြာရင်တော့မှရှူရှူထွက်ကြတဲ့နှစ်ကောင်ကိုစမှုထမ်းခိုင်းပြီးတော့ရှေ့တန်းပို့ပြမယ်လို့ပြောလိုက်တော့သူဒီနှစ်ကောင်ပေါ်မှာကြောင့်အသေးပေါက်နေတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုနေကိုဖော်ပြပေးချင်တာပါနောက်ထပ်သင်တစ်ခုရှိတယ်235နှစ်ထောင်တန်းကြာထားတဲ့ကျွန်တော်တို့တပည့်ဝင်လူငယ်တအူးကိုကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း ကြောင်းမိသားစုဝင်တွေရဲဘော်ရဲဘက်စိုက်ကဘလောက်ထိပြင်းထန်လဲဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရဲဘော်လူငယ်တယောက်အနေနဲ့ကြောင်းမိသားစုဝင်တွေကိုဖော်ပြပေးတော့မှာဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုအစုံထိဝင်ကြည့်ကြည့်ကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဇမလုံးကတော်တော်ကိုအသေးပေါက်နေတာအဲ့နှစ်ကောင်ကိုအဲ့နှစ်ကောင်ဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင် ကျော်ဝင်းမင်းနဲ့ကျော်စုဦးဒီကောင်လေးနှစ်ကောင်လေးလှုပ်လိုက်ရင်တလွဲပြောလိုက်ရင်ဆရာကြီးလေတဲ့သူတိသူတက်အချို့သောစစ်မြေပြင်မှာဆိုသူတို့ကမဟာပြူဟာရေးဆွဲပြီးတော့ဘလို့လှုပ်လိုက်ပါလားဘလို့ဘလို့ကိုင်းလိုက်ပါလားဘလို့တက်လိုက်ပါလားဘလို့ဆုပ်လိုက်ပါလားသူတို့နှစ်ယောက်လုံးကိုကြည့်တော့ဘာမှမတက်ဘူးအဲ့တော့ဒီကိစ္စလို့နေပတ်သက်ပြီးတော့ကား ဇမဲလုံးကအဲ့ကြကြတော့မင်းတို့နှကောင်တောက်ချိုးမပြင်ဘူးဆိုရင်မင်းတို့နှကောင်ငါပြောတဲ့သတင်းတွေကိုစန့်ကျင်နေတဲ့မင်းတို့နှကောင်ငါထက်ဥဥပြီးတော့ဟိုအော်ဒီအော်လုတ်နေမယ်ဆိုရင်တော့မင်းတို့နှကောင်ကိုစစ်မှုထမ်းခိုင်းပြီးတော့ရှေ့တန်းကိုပုတ်ပြစ်မယ်ငါပါကောင်လဲဆိုတာမင်းတို့ကိုပြမယ်ဟာဘဝကြီးလို့တော်တော်ကိုစိတ်ဆိုးနေကြတယ်စိတ်ဆိုးလဲစိတ်ဆိုးကျင်စရာလေဗျာ ်အဘကြီးတခါလေသွားလို့သူတို့ဝင်ကြီးတွေဖွဲ့ထားတဲ့သူတွေအဘကိုကျွေးတဲ့ထမင်းလည်းမစားအဘကိုတိုက်တဲ့ရေလည်းမတောက်အဘကဘာကျွေးကျွေးဘသူမှကိုမယုံဘာမှကိုမစားဘူးဒါကိုအဲ့နှစ်ကောင်ကထောက်အော်လေရဲ့ရှိသေးတယ်မောတောင်စခန်းတိမ့်လိုက်တာကိုအဲ့ဒါက AI နဲ့ဖန်တီးထားတာတဲ့ဟာအဲ့တော့ ဒီဘက်မှာတည်င်းမှန်ပြန်ကြားရေးလေဗျာတာဝန်ခံလေမြမတက်မော်ကြီးရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ကအမှန်တရားကိုပြောနေတယ်လေဒါကိုအင်ဂျင်လို့ဒီကောင်နှစ်ကောင်ကထပြောလိုက်တော့စောမင်းလုံးစိတ်ဆိုးပြီဗောကျွန်တော်ပြောတယ်နော်မြမတက်မော်လို့ကျွန်တော်သုံးတာနော်ပြည်သူတက်မော်လို့ကျွန်တော်မသုံးဘူးနော်ကျွန်တော်ရင်မိသားစုဝင်နေမြမနိုင်ငံရဲ့အရေးကြီးဆုံး တပ်မတော်ကြီးမြန်မာနိုင်ငံကိုဥဆောင်နေတဲ့တပ်မတော်ကြီးမြန်မာနိုင်ငံမှာမရှိမဖြစ်တပ်မတော်ကြီးဘာကြောင့်သူတို့ကအမိပေးထားတာမြန်မာတပ်မတော်တဲ့ပြည်သူတပ်မတော်မဟုတ်ဘူးပြည်သူအတွက်မဟုတ်ဘူးတပ်မတော်အတွက်ပြည်သူကမြန်မာနိုင်ငံကလည်းပဲတပ်မတော်အတွက်တမတော်ကမြန်မာနိုင်ငံကိုလှုပ်ချင်တာလှုပ်မယ်ရောင်းချင်တာရောင်းမယ်လှမ်းချင်တာလှမ်းမယ်ကြားဖြတ်လို့လှုပ်ရင်လှုပ်မယ်ဘိန်းလို့စိုက်ရင်စိုက်မယ်သူတို့ပဲ ဘိရှင်ရှူမဲ့သူတို့ပဲ WY နေရောင်းဝယ်လုံရင်လုံမဲ့သူတို့ပဲလူမောင်ကိုကူးမဲ့သူတို့ပဲလုံချင်တာလုံမဲ့ဒါကြောင့်လဲပဲမြမတတ်မတော်လို့ပြောတာအဲ့တော့ဇော်မဲလို့စိတ်ဆူးနေတာတော်တော်ကြာပြီအသေးပေါက်နေတာကြာပြီအခုတော့အဲ့ဒီနှစ်ကောင်လုံးကိုခေါ်ပြီးတော့ဒိန်မိဘနဲ့အများကြီးမိလိုက်တယ်မင်းတို့တောက်ချိုးလည်းမပြင်ဘူးဆိုရင်တော့ငါဘာကောင်လဲဆိုတော့မင်းတို့တွေ တွေ့မယ်ကွာဟုတ်ပါတယ်ကျောဆောင်ဦးခမောင်မောင်တော်မျိုးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကစတဲ့တိန်တော်က AI လို့ပြောပြီးတော့မနေ့ကကြာတော့ထိုင်းစစ်တပ်အကူအညီနဲ့ရတယ်လို့ပြောတယ်ဘယ်ဟာကသတင်းမှန်လဲပြည်သူတွေကဘာကိုယုံရမှာလဲမင်းတို့ lobby လောက်ခိုင်းတာငါတို့တပ်မတော်ကိုအယုံကြည်မရှိအောင် for light နေတာနဲ့တူနေပြီး ခုမျိုးတော်ကြာတစ်မျိုးဖြစ်နေတယ်ကွာကျွန်မင်းမင်းကတော့ကြော်စိုးဦးထက်လူလဲကြအထလဲကြဒါပေမဲ့နှစ်ဖက်ခြုံဘလူးပလဲတော်တော်လုတ်တက်တဲ့ကောင်ခမားကအနီဘတ်တော်ဒါလားအစိမ့်ဘတ်တော်ဒါလဲမောတောင်ကြတာနဲ့ပတ်သက်ပြီးတော့ခမားပြောတဲ့တက်ကကောင်နေစကန်းစွန့်ခွာကြလို့ PDF တွေကရာသွားတယ်ဆိုတော့ကဘောတူကြတယ်မိသူစိတ်တုံးစားမရဘူးထပ်ပြင်းမယ် ဆိုတာကြီးပဲခမားနဲ့ကြော်ဆိုးဥနဲ့ရှည်တန်းပုတ်မယ်မင်းတို့ view ဟာတွေပြောတဲ့အတိုင်းမင်းတို့ခင်းတဲ့ view ဟာအတိုင်းမင်းတို့ကိုယ်တိုင်တိုက်အဘကိုလည်းတင်ပြထားပြီးပြီးအဘကလည်းပဲလက်ခံတယ်အဲ့တော့ကြောင်မျိုးမင်းနဲ့ကြောင်ဆိုးဥကငကူကလေးကသူတို့တွေကအော်ရာအော်ရာ ဘလို့ဘလို့လွက်လိုက်ပါလားဘသူ့ကိုဘလို့ဖမ်းလိုက်ပါလားဘသူ့ကိုတော့ဘလို့ကင်လိုက်ပါလားဘသူ့ကိုတော့ဘလို့ချလိုက်ပါလားလို့ဒါပြောတာအဲ့ကောင်တွေကအရန်ကြောက်တဲ့ကောင်တွေဥရိယုံကိုကြည်တည်တာပါတယ်သူတို့ကိုစစ်မှုထမ်းခိုင်းမယ်ဆိုရင်တော့သူတို့ကိုရှင်းပုတ်ခိုင်းမယ်ဆိုရင်တော့ရှူရောချေရောထွက်မှသိကြပါတယ်အဲ့တော့မင်းတို့နှစ်ကောင်လုံးဟာစစ်မှုထမ်းဖို့အတွက်အမှုပညာရှင်တွေကိုမင်းတို့တွေလှုပ်ဆော်ခိုင်းနေပြီးတော့စစ်မှု မလို့နုပညာရှင်တွေကိုလည်းစစ်မှုထမ်းဖို့မင်းတို့တွေစတဲ့ပြောခဲ့ကြတယ်ဆိုတော့မင်းတို့ကတော်တော်လူလေကြနေပြီမင်းတို့နှစ်ကောင်အလှဲ့ရောက်လာမယ်နော်ဘာလို့တက်မလို့ကိုချစ်တာလဲပါဇက်နဲ့ချစ်လို့မရဘူးအတက်နဲ့ချစ်ရတယ်တက်မလို့ကိုအတက်နဲ့ချစ်ရတဲ့သူတွေရှိလို့လားရှိလို့လေငါတို့အာနာတိမြဲနေတာအခုတို့ပြီးသူစစ်မှုဒန်းတွေထွက်ပြေးကုန်ကြတော့စိုးရိမ်စရာတွေတော့ဖြစ်နေတယ်ဒါကြောင့်စစ်မြေပြင်ကို အယောက်တရာမှာ၁၀ယောက်ပဲလွတ်တာသူတို့ကဘယ်တော့မှအငံ့ခံမှာမဟုတ်ဘူးဘလို့သင်တန်းပေးထားလာလေအဲ့လောက်တစ္ဆာခံကြတာကျွန်တော်မိနေကျွန်တော်ကတော့တနတ်တန်ကြိုင်းတော်မှကြောက်နေရတယ်တထဲဝင်ပြီဆိုရင်အမိန့်ကိုနာခံဘာမှပြန်မပြောနဲ့အမိန့်တိုင်းလွတ်ရမယ်တစ္ဆာဆိုရမယ်စနစ်တကျမွေးထုတ်ပေးထားတာအဘအာနာထိမ့်မှုကြောင့်ပြည်သူတွေရဲ့ဒေါသကတက်မတော်သားတွေအပေါ်ကိုဗစ်ရောဂါလိုမိနေကြတာ တမတော်သားတယောက်ကသူ့ကို မွေးတဲ့အဖေနဲ့အမေနဲ့တော့တမတော်ရဲ့ရန်သူ ဖြစ်လာပါကတက်ရဲတဲ့စိတ်မွေးပေးထားတယ်။ဒါနဲ့မသက်စာဆုခိုင်းပြီးတော့အဘပြောသလိုမလုတ်ရဲတာဘာမှမရှိဘူး။ဒါကြောင့်လည်းပဲဒီတိုင်းပြည်ကို290ကြော်ကြာစစ်ကြုံအောင်မှပြပြဝင်နေကြတာ။တမတော်ကလည်းဒီတိုင်းရဲ့စာနာစိတ်ပြော့ညံ့ရင်အာနာဆိုတာပြည်သူစီရောက်လာပြီးတမတော်သားတွေကပြည်သူကြုံဖြစ်သွားကြမှာပေါ့။ ဒါဆိုဘာလို့ပြည်သူတက်မတော်လို့ခေါ်တာလဲမခေါ်ပါဘူးတဲ့မြမတက်မတော်လို့ပဲခေါ်ပါလေပြည်သူလောက်ခံမှမဟုတ်တာပြည်သူနဲ့ရန်ဖြစ်နေတာတောက်လုံးကန်းနေကြသလားပြည်သူတက်မတော်ဆိုတာ PDF ကိုပြောနေကြတာတက်မတော်ကပြည်သူနဲ့ရန်သူလို့ဖြစ်နေတာအဲ့တော့ကျွန်တော်မျိုးနဲ့ကြောင်စုပ်ဥယျာဉ် ။များတို့တကြက်ပတိထားငါလည်းစက်ကျင်ပတ်သတင်းတွေကိုမလွှင့်ကြနဲ့မျက်စိနောက်လာရင်စစ်မှုထမ်းခိုင်းမယ်စင်ပြေပြင်ပို့မယ်။ခင်ဗျားတို့တမတော်သတင်းမှန်ပြန်ကြားရေးပြောခွင့်ရသူတွေမဟုတ်ဘူးတဲ့။ဆိုတော့ဒီအဖြစ်ပြက်လေးဘောနော်။လက်ရှိအချိန်မှာဒါရင်းမှန်ပြကြရေးဆိုရဲတာဝန်ခံဇုံမဲလုံးပြောနေတာကတမျိုးတောင်တုံးမင်းနဲ့တောင်စိုးဦးလုပ်နေတာကတမျိုး အစောဒါလေးကိုကျွန်တော်တို့ဟာတာမြင်နေတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်ဟောနော်အဲအကြိုက်ဆုံးသကလုံးလေးကမြမတက်မတော်ပေါ့။ပြည်သူတက်မတော်မဟုတ်တဲ့မြမတက်မတော်ပေါ့နော်။အခုအခုတော့ကျွန်တော်တို့ဒါပြည်သူကာဝေးရေးတက်မတော်ကျွန်တော်တို့ PDF တွေကျွန်တော်တို့ထပ်ပေါ်လာပြီးနောက်ပိုင်းတွေမှာသူတို့ရဲ့ခွေးတက်ဟာအခုရစရာမရှိအောင်ကို ဒါဂုံသိခါရောယက်တီချက်တွေရောကမ္ဘာအလိမ်မရောကျွန်တော်ပြည်သူအလိမ်မပါအရှက်ခွဲအကျိုးနဲ့ဖြစ်နေရတာပါဟုတ်ပြီကျွန်တော်ရမိသားစုဒီနေ့မှကျွန်တော်မိသားစုနေတာဟာတာအနေနဲ့တင်ပြပေးတာဖြစ်တယ်အဓိကကျွန်တော်တင်ပြချင်တာကရဲဘော်ရဲဘက်စိတ်တွေအကြောင်းပါကျွန်တော်ဒီနေ့မှလည်းကျွန်တော်မိသားစုတွေကြားမှာပါ235နဲ့ထောင်းနဲ့ကြာလာတဲ့တပ်ဖွဲ့ဝင်နှစ်ဆိုင်ခငိုးညူကဲထုတ်ခဲ့တယ်ဆိုတာတကယ့်ကိုအားအကောင်းပါတယ် ျွန်တော်ကုံယူတယ်ဆိုတော့ဒီပြစ်စင်ကိုကျွန်တော်ချိန်ဖန်များစွာပါနော်ထက်ကလည်းကျွန်တော်လေ့လာကြည့်ရုပ်တံဗီဒီယိုမှတန်းကိုလည်းကျွန်တော်ကြည့်မိတော့အော်ကျွန်တော်ရဲ့ Telegram channel အစမပြေသေးလို့ကျွန်တော်ရဲ့မိသားစုဝင်တွေတိတ်ခံပြီးပါတပ်ပုတ်ဗီဒီယိုမှတန်းနေမဖို့ပြပြစ်တာပါနော်ဆိုတော့ဒါတို့ကကျွန်တော်တို့ကဲထုတ်မယ်ကျွန်တော်တို့တပ်ဖွဲ့ဝင်နေပါနော်ကဲထုတ်မယ်တပ်ဖွဲ့ဝင်နေရတကယ့်ကိုချိန်သား kait စနစ်ချဆောင်ရွက်ခဲ့ကြတယ်ဒီလိုပြင်ဆင်ဖို့ဆိုတော့ အများကြီးကျွန်တော်တို့ကြိုးစားရတယ်ပြီးတော့ဒါနဲ့တစ်ချိန်တည်းတပြိုင်တည်းပေါ့ပဲကျွန်တော်တို့ဒါဟိုဒီ case ပေါ့နော်ဒီ Java တိုက်ခိုက်မှုဖြစ်လာခဲ့တယ်ဆိုရင်ကျွန်တော်အချုပ်ခန်းအချုပ်ကားထဲမှာပါလာတယ်ကျွန်တော်ရဲဘော်ကသူ့အနေနဲ့ဘယ်လိုပြင်ဆင်ထားမလဲဆိုတော့အချုပ်ကားထဲမှာအဲ့ဒီရဲဘော်တွေက freelance လုပ်ထားတာမဟုတ်ဘူးဗျနှစ်ယောက်ဆိုရင်နှစ်ယောက်တွဲနှစ်ယောက်တွဲလက်တိတ်ခတ်တာ တော့ဒီခြေလေးကိုသူတို့တွေဘလို့ပြင်ဆင်လာကြလဲပြီးတော့ငါတို့ကိုကဲမယ်ဆိုတာကိုလည်းပဲအချိန်နဲ့တပြေးညီသူတို့တွေကြိုပြီးတော့သိရှိထားတဲ့ပုံစံပေါ့နော်ပြီးတော့တယောက်ကတော့လွတ်မြောက်သွားတယ်ကျွန်တော်ရဲဘော်တွေကတော့ကျွန်တော်တို့ဒါအကြောင်းမျိုးမျိုးကြောင့်လို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ကျန်တဲ့၄ယောက်ပေါ့နော်ကျန်တဲ့၄ယောက်ဒါပေမဲ့၄ယောက်ကိုလည်းလွတ်မြောက်စေချင်တာပါဒါပေမဲ့သူတို့တွေအချုပ်ခန်းနဲ့ပဲပါသွားတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်။ဘာဖြစ်ပါဒီကိစ္စကိုကျွန်တော်ကြည့်မယ်ဆိုရင် လက်ရှိဖြစ်ပျက်တွေထဲမှာပေါ့နော်အဲတကယ့်ကိုဗျာအလုံးပြောပြပါအလုံးပြောကြပါရုပ်ရှင်စံတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့လည်းပြင်ဆင်ထားတယ်ဗျာဆိုတော့ဒီကြောင်းလေးမပြောခင်မှာကျွန်တော်ဒီရေပေါ်လင်းမြန်းနှစ်ယောက်ကိုကျွန်တော်ခေါ်ထုတ်တဲ့ကိစ္စတခုပြောဖို့လေကျွန်တော်မိသားစုနေမတည်တဲ့မိသားစုလို့ကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးပြန်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ရေမီရဲ့ကျွန်တော်ရေမီမှာကကိုဝင်ပိုက်နေပေါ့နော်ကိုဝင်ဆောင်ထားရတယ်ဆိုတော့ကျွန်တော်ညဘက်ကြီးခေါ်ထုတ်ကြတာ ဖက်မြောက်ဆိုတော့ဒီကမသွားခင်နေရကျွန်တော်ဘောနော် record လုပ်တယ်ကျွန်တော်ရဲဘော်တွေခေါ်တယ်ဘောနော်စုတယ်စုပြီးတော့ idea မှာမှာကျွန်တော်တို့ဒါဒီတော်တော်လက်လက်နဲ့အမိတ်နာခံတဲ့ရဲဘော်တွေဘောနော်ပြီးတော့စိတ်အားထက်သန်တဲ့ရဲဘော်တွေကိုကျွန်တော်တို့ရွေးရတယ်ပြီးတော့သူတို့ကိုတခါတည်းမှားတယ်လက်နဲ့တတ်ဆင်ပေးတာကြည့်ထိုးခိုင်းတာတကယ်လို့ကျွန်တော်တို့ခေါ်ထုတ်ပြီးတော့ကျွန်တော်တို့ကိုတားတဲ့ဘောနော်အဲ ရန်သူရှိခဲ့တယ်ဒါမှမဟုတ်ကျွန်တော်တို့နောက်ကလိုက်လာတဲ့ရန်သူရှိတယ်ဆိုရင်ကျွန်တော်ဒါတွေအကုန်လုံးကိုတက်တက်နီးနဲ့ကြော်ဖြတ်ဖို့အားလုံးကိုအတိပေးထားတယ်ဒါကြောင့်တယောက်ကြံခဲ့တယ်ဆိုရင်လည်းပဲကြံတဲ့တယောက်ကိုရအောင်ပြန်ဆွဲထုတ်ဖို့ပြီးတော့ကျွန်တော်တို့ပိတ်ဆို့ခံရတယ်ကျွန်တော်တို့ဝင်ကျွန်တော်တို့ဘောနော်ဒါပိတ်ဆို့ဝိုင်းခံရတယ်ဆိုရင်လည်းပဲကျွန်တော်တို့ရအောင်ပေါက်ထုတ်ဖို့အကုန်လုံးကိုမှားထားတယ်ဘလောက်ထိလဲဆိုရင် ျွန်တော်ထိသွားရင်တော့မကျွန်တော်ကိုမကြည့်ဘူးကျွန်တော်ပြောတခါလေကျွန်တော်ရဲဘော်ရှိတယ်အခုအဲသူကကင်ဒီမှာတောင်းဝင်ထမ်းဆောင်နေ GNDF အောက်မှာပဲကျွန်တော်သူ့ကိုပြောပြီးသားကျွန်တော်ရဲကားကောင်းထဲမှာရှိတယ်သူကကားမောင်းတယ်တကယ်လို့တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်ငါ့ကိုခြံမထားငဲ့နေတော့ငါ့ကိုမင်းကိုယ်တိုင်ရှင်းပြကျွန်တော်အဲ့လိုသူ့မှာ ျွန်တော်အသက်ရှင်လေးရဲ့စစ်ခွေးလက်ထဲမှာကျွန်တော်မချန်ခင်နိုင် မထားခင်နေမင်းတို့ငါ့ကိုမထားခင်နေငါ့ကိုရှင်မင်းတို့ထွက်ဖောက်ထွက်လည်းဝိုင်းခံရအဆိုရင်လည်းပဲငါတို့ရှိတဲ့ကြည်နဲ့ပြားတုံးပြီးတော့အဲ့ဒီကနေပြီးတော့ရအောင်ဖောက်ထွက်မယ်အပြေပဲခံမယ်ကျွန်တော်တို့အရှင်ဖမ်းခံအရှင်ဖမ်းခံရတဲ့နောက်ဆက်နောက်ဆက်တွဲ ိုးကျိုးတွေကိုကျွန်တော်အမြဲတမ်းကြုံတွေ့ခဲ့ရတာကျွန်တော်ဒီမှာတင်ရတာတဲ့ကျွန်တော်နဲ့အတူတူနေထိုင်နေပြီးတော့တို့တွေပြန်သွားကြတယ်လမ်းမှာဖန်ခံရနမကြီးနေတာပဲကျွန်တော်တို့အမြဲတမ်းဟုတ်ပြီကျွန်တော်ရမိသားစုဒီပြစင်မှာကျွန်တော်တို့ရဲဘော်တွေပေါ့နော်တကယ်ကိုလေးစားဂုဏ်ယူဖို့ကောင်းတယ်ဗျာကျွန်တော်တော့အဲ့လိုပဲပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ကြားထားရတဲ့သတင်းကတော့ ဲ့ဒီရင်တန်းကိုတောင်းဝင်ယူလာတဲ့ရဲအုပ်ကြော်ဝင်တဲ့အဖွဲ့ကတော့ယာရုပြုတ်ပြီးတော့အချုပ်ထဲရောက်နေပြီလို့တော့ကျွန်တော်တို့သိရှိထားရပါတယ်စိတ်မကောင်းပါဘူးမင်းတို့ရဲတွေတော့ကတော့ကွာငါတို့လူငယ်တွေကတကယ်ပါပဲဆိုတော့ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်ကျွန်တော်တို့ဒါဂျပန်တက်ခိုင်းမှုလုတ်တဲ့အချိန်မှာအပေါ်မှာရှိတဲ့ရဲဘော်တွေအကုန်လုံးကခုန်ချခဲ့မယ်ဆိုရင်အကုန်လွတ်တယ်တည်ကြတယ်ဘာလို့လဲဆိုတော့ဒီကောက်ကျွန်တော်မိုင်းဆွဲတက်ခတ်ပြီးဆိုတာ ਨੇ ကျွန်တော်တို့က အဲ့ဒီကားကိုကျွန်တော်ဘောနော်ခြံရံဘောနော်ချုပ်ကားအချုပ်ကားကိုခြံရံပြီးပါလေကားတွေအကုန်လုံးကိုကျွန်တော်တို့ပစ်ချတာအဲ့ဒီမှာကျွန်တော်ရဲဘော်တယောက်ကခုံချခဲ့တယ်အခုလက်ရှိတော့ဒဏ်ရာရရှိထားတယ်ဒါပေမဲ့လူမြောက်တဲ့နေရာတစ်ခုမှာတော့ဒဏ်ရာတွေကုသနေတယ်လို့ကျွန်တော်စသိထားရပါတယ်ထောင်းနဲ့နှစ်နေရာကြော်ကြခံထားတဲ့အရေးပေါ်လူငယ်တယောက်ဘလောက်တောင်မှကျွန်တော်တို့လူငယ်တွေပေါ်အညှိုးတကြီးနဲ့ မတိမချင်းထောင်ချထားလဲဆိုတော့ကျွန်တော်မိသားစုကိုပြောချင်တာကျွန်တော်လူငယ်တွေအများကြီးကိုပိတ်ဆက်ထားကြတာကိုကျွန်တော်ဒီဖြစ်စဉ်မှာအများကြီးတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့စကူဘက်ကနှစ်ကောင်ဂိန်သွားတယ်လို့တော့ကျွန်တော်တို့လတော်ကြားသိထားရတယ်ဒါခက်ခက်ခဲဒါလွမြောက်အောင်ဒါဝိုင်းဝန်းစူးစမ်းခဲ့တာပေါ့ဗျာဆိုတော့အဲ့ဒီအပိုင်းမှာကျွန်တော်မဆက်နဲ့နှုတ်အားဖြင့်ပေါ်ပြဖို့တော့မှာခက်ပါတယ် လက်ရှိကျွန်တော်တို့အချင်းထောင်တွေအတွင်းထဲမှာကျွန်တော်တို့ဘောနောကျွန်တော်တို့ရဲ့ဒါလူငယ်တွေအများကြီးဖန်ဆီးခံရတာကျွန်တော်တို့သိပါတယ်ဒါကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကိုကျွန်တော်တို့အမြဲတမ်းသတိရတယ်ဆိုတော့သူတို့တွေကိုကျွန်တော်တကယ်ကိုလူမျိုးစီချင်းနေပါပြီကျွန်တော်တို့သိတာဘောနောဒီကျွန်တော်လူငယ်တွေအချင်းထောင်ထဲမှာဘလောက်တောင်ခက်ခဲနေလဲဆိုတာမျိုးတွေဘောနောကျွန်တော်လည်းတတ်နိုင်ဆုံးကျွန်တော်အကူညီပေးခဲ့တာလို့ရှိပါကျွန်တော်မိသားစုမျိုးဟုတ်ပြီ ကျွန်တော်ဖြစ်စဉ်လေးကိုကျွန်တော်မိသားစုလေးကိုကျွန်တော်ဖော်ပြပေးပါမယ်အခြားမီဒီယာသတင်းတွေမှာလည်းဖော်ပြပြီးဖြစ်မှာပါဝေဒန်6မြို့နယ်မှာအကြံပတ်စစ်ခွစ်တက်အဓိကတောက်တိုင်6မြို့နယ်စီဗင်တရားကြီးကော်မတီဥက္ကရာမြို့တော်ဝန်ပြစ်ခတ်ရှင်းလင်းမှုနဲ့ဖမ်းဆီးခံရပြီးတော့ထောင်ထဲနှစ်230အထိချမှတ်ခံရတယ်မြို့ပြပျောက်ကြားရဲဘော်ထောင်ထဲပို့တဲ့ချိန်မှာကျွန်တော် PDF တွေလူငယ်တွေပကဖတွေတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်ရုပ်ရှင်စံစံကြားပြတ်တိုက်ခိုက်ခဲ့တယ် ကယ်ထုတ်နိုင်ခဲ့ပါတယ်ကျွန်တော်မိသားစုနဲ့အဲ့တော့ကျွန်တော်နဲ့ပကပလေယုံစတောင်းကရဲပေါ်နတ်ဆိုင်နဲ့ရဲုံနတ်ဆိုင်ခမိုးညိုကိုနိုဝင်ဘာ16ရက်နေ့မနက်ပိုင်းမှာကယ်ထုတ်နိုင်ခဲ့တာပါဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့တောထဲမှာလေးရက်တိတိစောင့်ပြီးတော့ဂျာဖြတ်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲပေါ်တူကပြောပါတယ်လေးရက်လောက်ပြင်ဆင်ခဲ့ရတယ်ကျွန်တော်မိသားစုနဲ့ရဲမိုးညိုပြီးခဲ့တယ်2020ကြောက် မြို့စီမင်းတာယာကြီးကော်မတီဥက္ကရာမြို့တော်ဝန်ဦးတန့်စင်ဦးကိုပြက်ကရှင်းလင်းတဲ့အမှုနဲ့ဖမ်းဆီးခံရတာပါစစ်ကွတ်တက်ကနေပုံမှန်မျိုးစုံတက်ပြီးတော့ထောင်နန်းနှစ်ပေါင်း180တချိန်68နှစ်တချိန်ချမှတ်ပြီးတော့နောက်တက်အမှုတွဲတွေလည်းထပ်ဆွဲခံရတာဖြစ်ပါတယ်ထောင်နန်းကနေထုတ်ပြီးတော့စစ်တာရဲစခန်းကနေထောင်ပြန်ပို့မှဖြတ်တိုက်တယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်အစတုံးကနဲ့မတူကားတစ်စီးပါတယ် ကျင်းသားကားကိုမိုင်းဆွဲတိုက်ခိုက်တာမဟုတ်ပဲအနောက်ကစောင့်ချက်လိုက်ပါလာတယ်မတူကားပြီးတဲ့အခါမှာအကျင်းသားပါလာတဲ့အစာတုံးကိုရက်အောင်ဒါပြက်ကတ်မှုတွေလုပ်တယ်ကားကတော့မရက်ဘူးဒီအချိန်တွေကိုကျွန်တော်ကြောင်းမျိုးနဲ့ပကပလက်ယုံစကြောင်းမူကိုဖြိုးထက်နိုင်ရနေပြီးတော့ပြောခဲ့တာဖြစ်ပါတယ်လူမျိုးလာတဲ့ရဲဘော်ကကိုယ့်ရဲဘော်တွေလာခဲ့တာကိုသိတဲ့အခါတကားနာမှရှိတဲ့သူသူကတော့ခုံချထပ်ပြေးခဲ့တယ်ဒါပေမဲ့သူ့ကိုပြန်ဆွဲတင်ဖို့လည်းပဲအကြံဖက်စစ်ခွတ်တက်ကောင်တွေစူးစမ်းခဲ့ကြတယ်ဒါပေမဲ့ တော်တို့ဘက်ကနေပြီးတော့ဒါဖြစ်အားနဲ့ဖိဖြစ်တဲ့အချိန်မှာတို့မစွဲတင်နိုင်ပဲနဲ့တို့ဘာသာတို့ကိုလိုယုံပြီးတော့မောင်းပြေးသွားတယ်လို့သူကဆက်ပြီးတော့ပြောပါတယ်။ကောင်းပါနိုင်ငံအချင်းသားငါတို့ပါတယ်။ကျန်တဲ့သူတွေကတော့မပြေးရဘူးထင်တယ်။တို့အကြောင်းမသိရသေးဘူး။ကျွန်တော်တို့ရဲဘော်မုံညိုကတော့ခုံချပြီးတော့လွတ်မြောက်ထပြေးနိုင်ခဲ့တယ်။နှစ်ဖူးမှာတိုင်ရနည်းနည်းလေးရထားတယ်လို့ကဝဲရဲဘော်တို့ကဆက်ပြီးတော့ပြောဆိုထားပါတယ်။ကျန်တဲ့နိုင်ငံလေးဦးကမဝေးထောင်တွေကိုရောက်သွားပြီလို့လည်းသိရပါတယ်။ရဲဘော်မုံညိုဂျာဘက် ကဲထုတ်တဲ့စစ်စင်ရေးမှာစခွတ်တက်ကဒါလူမျိုးတက်ဖွဲ့ဝင်နေနေလေအပြန်လည်ပြက်ကတ်မှုတွေရှိခဲ့တယ်စခွေးဘက်ကထိကိုက်တိဆုံးခဲ့တယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်လက်တော်နှစ်ကောင်တိသွားတယ်လို့တော့ဗောကျွန်တော်တို့ကြားသိထားရပါတယ်အစစ်စစ်ပြုတ်လို့တဲ့ ကျွန်တော်တို့ကြောက်ရင်းနှင်းကြောင်းအမှတ်သုံးပြောင်စုလမ်းပိုင်းကိုတော်လိုင်းတက်ဖွဲ့ဝင်နေရအရေးပေါ်အခြေအနေထုတ်ပြန်ထားရတယ်။ရဲဘော်မိုးညိုရတဲ့လုံခြုံတဲ့နေရာရောက်ရှိနေပြီလို့သိရှိထားရတယ်။လွမြောက်လာတဲ့ရဲဘော်ကတော်လိုင်းရေးအလုပ်တွေဆက်လုပ်မယ်မနာဘူးဘလို့နီးနေမဲ့ပြည့်တော်လိုင်းရေးမှာဆက်ပြီးတော့တာဝန်ထမ်းဆောင်မယ်လို့သူတို့ကပြောပါတယ်။ဆိုတော့ကျွန်တော်တို့လူငယ်တွေအချင်းချောင်းတီးတီးမှာများများစွာမတရားအချင်းချခံနေရအခုလိုမျိုး ထောင်နှစ်235နှစ်တကျွန်တော်ရဲ့မိသားစုဘလူနားလေပြရမှန်းတော့မသိဆိုတော့ဒီလိုချင်းဒီမျိုးမှာကျွန်တော်တို့ဒါဒီလိုမျိုးဈာပြတ်တက်ခိုင်းမှုတွေကိုလှုပ်ဆောင်မှုလှုပ်ဆောင်မှုအောင်မြင်တယ်လို့ပြောရမှာပါဆိုတော့နောက်ပိုင်းတွေမှာဒီထက်ပိုပြီးတော့အကောင်းဆုံးနဲ့အခင်းချင်းတွေကိုကျွန်တော်တို့မျှော်လင့်လို့ရပါတယ်ပြီးတော့ကျွန်တော်ရဲဘော်ချင်းချင်းရဲဘော်ရဲဘက်စိတ်ပြီးတော့ကျွန်တော်တို့အသက်ဆုံး ကယ်တင်လိုတဲ့စိတ်ကျွန်တော်မြင်တွေ့နေရတာဖြစ်တယ်။ဘာဖြစ်ကွက်ကစစ်ခွေးတွေအဖမ်းခံရတာတော့မှကျွန်တော်ကအချင်းချထားတဲ့နေရာအဲ့ဒီနေရာကိုဘုံကျဲပြီးတော့သူတို့လူသူတို့ပြန်တက်ကြတယ်။ကျွန်တော်ဘက်ကရဲဘော်တဦးတော်မှကျွန်တော်တို့စစ်ခွေးလက်ထက်အပါမခံနိုင်ဘူး။တကယ်တိုက်ပွဲစစ်မြေပြင်မှာလည်းအများကြီးရှိတယ်။အချို့ကျွန်တော်တို့လက်ထိတယ်။အကြောင်းထိတာလဲ။ ထိထားတဲ့ရဲပေါ့ဒဏ်ရာရတဲ့ရဲပေါ့ဒါမှမဟုတ်တိုက်ပွဲအတွင်းထဲမှာကျွန်တော်တို့ဝင်ဆွဲခြင်းနဲ့ကျောင်းရဲပေါ်တွေထထိသွားတာအများကြီးတယ်ကြောက်ရင်ဒါဆုံးနေကျောင်းလူငယ်တွေကိုလုံးကြည့်ပေးပါကျွန်တော်တို့ဟာခဏိတော်လိုင်းကာလဒီအချိန်ရောက်တဲ့ဒီတိုင်အောင်ကျောင်းနိုင်ငံအတွက်အမြဲတမ်းပေးဆက်ဖို့အတွက်အစဉ်အသင့်ရှိနေကြတဲ့ရဲပေါ်တွေဖြစ်ပါကြောင်းပြောကြရင်ဒီနေ့ဗီဒီယိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုတစ်ဆက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ် လည်းပဲစပီကပစ်ချောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအုပ်ကြီးနေတိုင်းဘေးနဲ့ကင်းရှင်းပါကြောင်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ချက်လေးပါဗျာ